င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့တော့အထူးကန္တာအနေနဲ့ဆက်သွယ်မင်းမြတ်ချက်တစ်ပုဒ်ကိုနားဆင်ရဖို့ရှိနေပါတယ်။အညာဒေတာတော်လိုင်းရဲ့အခြေအနေအခက်အခဲတွေရှေ့လာလာနဲ့ပတ်သက်ပြီးအညာဒေတာအနေပြန်လာတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲနဲ့ဆက်သွယ်မင်းမြတ်ချက်အပိုင်း၁ကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီအပိုင်း၁ထဲမှာတော့အညာဒေတာရဲ့အာနာရှင်တော်လှန်မှုပုံစံကဘယ်လိုမျိုးလဲ အညာသူအညာသားတွေဘာကြောင့်တော်လိုင်းကြီးမှာပါဝင်လာရတာလဲတော်လိုင်းကြီးမှာဘလို့ပုံစံနဲ့ပါဝင်နေကြပါတလဲ ABSTF အနေနဲ့ကရောအညာဒေသတော်လိုင်းကြီးမှာဘယ်အခန်းကဏ္ဍကနေပါဝင်လှုပ်ဆောင်နေလဲဆိုတာနဲ့တခြားအကြောင်းအရာတွေကိုဆက်သွယ်မေးမြန်းထားတာကိုတော့ Smile ကနေတင်ဆက်ပေးထားပါတယ် အညာဒီသားရဲ့အာနာရှင်တော်လံမှုပုံစံကအရင်ကတော်လံရေးပုံစံနဲ့ပါကွာလဲရှင်ဒီနေ့အညာဒီသားတော်လံရေးဟာအိမ်ဘဝဆင်းပြီးအိမ်အောက်ကနေတော်လံနေတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီနေ့အညာဒီသားရဲ့တော်လံမှုပုံစံသည်ပြောင်းလဲသွားပြီလို့ကျွန်တော်အတီလင်းကျွန်တော်ယုံကြည်တယ်အတီလင်းလဲပြောလို့ပဲဒီနေ့ຫນွေဦးတော်လံရေးဟာတောင်တန်းမြေပြတ်ဆရာနာရှင်စနစ်ကို ရရလက်နဲ့ဆွဲကင်တိုက်ပွဲဝင်ရသလိုပုံစံမျိုးစုံနဲ့မစုံမနစ်တိုက်ပွဲဝင်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာအောင်ပွဲကိုလက်မဲ့ဒီလမ်းညွှန်မှုလို့လဲကျွန်တော်မြင်တယ်အညာဒီသားကပြည်သူတွေတော်လှန်ရေးကိုဘလူးစင်နှွေးနေကြတယ်လေရှင်ဒီနေ့ဖြစ်နေတဲ့အခြေခံဒီထဲမှာကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ဒေသဒီဒေသရဲ့အခြေအနေထူးခြားချက်တွေကတော့ကျွန်တော်တို့တွေမှာ ဒေါ်လာလိုစိတ်ရှိတယ်ကျွန်တော်ဒီဒေါ်လာရေးမှာလိုအပ်ချက်တွေကိုကိုကိုတိုင်ဖြည့်ဆည်းနေကြတာဖြစ်ပါတယ်ရိတ်ခါကိုပဲပြောမလားကြီကိုပဲပြောမလားလက်နက်ကိုပဲပြောမလားကျွန်တော်တွေဟာရရရှာဖွေစုဆောင်းပြီးတော့မှမိမိကိုယ်တိုင်ဒေါ်လာရေးသဘာဝတွေဖြစ်ခံယူပြီးဒေါ်လာနေကြရတဲ့အုပ်စုကြီးဖြစ်ပါတယ်အညာဒေသကပြည်သူတွေဒီတော်လန်ရီမှာဗာကြောက်ပါဝင်ခဲ့ကြတာလေရှင် ဆရာနာရှင်စနစ်ကိုတော်လှန်ရတဲ့နေရာမှာတစ်ချိန်ကတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဒန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဖက်ဒရယ်တီတောင်စုတီဆောင်ရေးဆိုတဲ့တိုက်ပွဲတွေကသာလက်နက်ကင်တော်လှန်ရေးတွေပါပူးစားပေးပြီးတော့မှတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့အချိန်ဒီမှာတော့ AOD ချင်းတွင်းမြေပြဒေတာကြီးမှရှိတဲ့အညာဒေတာသားတွေကိုယ်တိုင်ကလက်နက်ကင်တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ် ဒဇက်ထဲမှာပဲဆရာနာရှင်စန့်ကျင်ရေးတာမကဘူးဒီမိုကရေစီရေးတင်တာမကဘူးဓာတ်လူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာမလွဲမဲ့သူတွေတွဲပြီးရယူရမယ်ဆိုတဲ့နိုင်ငံရေးအသိစိတ်ကအမြဲတမ်းအရေးကြီးတဲ့ကျွန်တော်တို့ကြားတဲ့ကအစီလုံးညီညီမှုပဲဖြစ်ဖြစ်ယုံကြည်မှုပဲဖြစ်ဖြစ်အခိုင်အမာတည်ဆောက်နိုင်တဲ့အချက်ကြီးတစ်ခုလို့ကျွန်တော်ယူဆတယ်မြို့တော်လိုင်းရေးဟာအဓိကအောင်မြင်မှုအချက်ရဲ့ အဓိကဟာအဲ့ဒီအချက်လို့ကျွန်တော်ထင်တယ်အဲ့ဒီအချက်လို့လည်းကျွန်တော်မြင်တယ်ဒါကြောင့်မို့ဒီနေ့ຫນွေဥဒေါ်လာရေးဟာကျွန်တော်တို့နှစ်ပေါင်း80ကျော်ကျွန်တော်တို့ကြိုးပမ်းခဲ့ကြတဲ့ဖက်ဒရယ်ရေးအတွက်ဖြစ်စေကျွန်တော်တို့ရှစ်လလုံးဒီမိုကရေစီရေးတော်ပုံကြီးကပေါ်ပေါက်ခဲ့တဲ့ဒီမိုကရေစီတော်လှန်ရေးအတွက်ဟုတ်လားမျှော်မှန်းချက်တွေအတွက်ဖြစ်စေအားလုံးလိုလားတဲ့ဆရာနာရှင်စန့်ကျင်တော်လှန်ရေးအတွက်ဖြစ်စေပေါင်းစည်းမှုကြီးတစ်ခုကိုတော့ကျွန်တော်တို့ရယူလိုက်ပြီး ရယူနိုင်ပြီလို့ကျွန်တော်လေးနဲ့ခိုင်ပါတယ်အညာဒေတာကတော်လန်ရင်းနဲ့ဒီတိုင်းသားဒေတာကတော်လန်ရင်းတွေဘလို့ဆက်ဆက်နေလဲရှင်ညာဒေတာရဲ့ဒီနေ့ရူးဒေါ်လာကြီးဟာပါဝင်မှုဟာလက်ရှိတိုင်းရင်းသားဒေါ်လာရင်းတွေနဲ့လဲဆက်ဆက်ပေါက်ဖွားခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်ဒီနေ့အောင်မြင်နေတဲ့တိုင်းရင်းသားဒေတာတွေမှာရှိတဲ့တိုက်ပွဲတွေထဲမှာအညာဒေတာကပေးဆက်ပေါင်းဆက်မှုတွေကလည်းမနှဲမနှောပါပဲ။ ဒီနေ့အညာဒေသရွာတိုင်းရွာဝင်မြို့ဝင် တိုင်းမှာတွေ့နေရတဲ့အုတ်ခုနီနီလေးတွေအာသာနီသူရဲကောင်းလေးຫນွေဥမတ်တိုင်နေဆိုတာဟာကျွန်တော်တို့အားလုံးရဲ့အရင်းအီးတွေဖြစ်ပါတယ်ဒီအရင်းအီးတွေဟာအညာဒေသမှာတိုက်ပွဲဝင်ရုပ်ဝင်ခဲ့လို့ကြာဆုံးတဲ့ရဲဘော်တွေအပြင် တိုင်းရင်းသားဒေသတွေမှာပိဆက်ဆုံးလို့ရင်းနဲ့အတွေ့အကြုံတွေယူအကူအညီတွေယူရင်းနဲ့ဆရာနာရှင်စနစ်ကို ဒုမတောက်တန်းတိုက်ပွဲဝင်ခဲ့ကြတဲ့အညာသားတွေဖြစ်ပါ ABSDF အနေနဲ့ဒီအညာဒေတာတော်လည်ရင်မှာဘေးအခန်းကဏ္ဍကနေပါဝင်လှုပ်ဆောင်နေလဲရှင်။ကျောင်းသားတက်မတော်အနေနဲ့2025ဟာကျွန်တော်တို့တိုင်းပြည်အတွက်ဆရာနာရှင်စံကျင်ရေးလှုပ်ရှားမှုမှာ အချိုးကွေကြီးတစ်ခုကို ပေးနိုင်တဲ့ပိုင်းဖြတ်ချက်တစ်ခုကို ရောက်မဲ့အချိန်တစ်ခုလို့လဲကျွန်တော်တို့ယင်နေ အဲ့ဒီရနဲ့အတူဆရာနာရှင်စန့်ကျင်တော်လန်ရေးမှာကျွန်တော်တို့တွေအဓိကစစ်မျက်နှာဟာပြည်တွင်းစစ်မျက်နှာဖြစ်လာလိမ့်မယ်လို့မြင်တယ်။အဲ့တော့ပြည်တွင်းစစ်မျက်နှာလို့ပြောရင်ခုတပြောတဲ့အေယဝရီချင်းတွင်းမြေပြန့်ဒေတာကြီးဟာဆရာနာရှင်စနစ်နဲ့ပြည်သူလူထုနဲ့တကယ်ကိုရေထဲမိုးတဲ့ကျွန်တော်တို့အဆုတ်ပြတ်ပြီးမဲ့တိုက်ပွဲတွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။ဒါကြောင့်မို့ အညာဒေတာမှာရှိနေတဲ့ဒီမိုကရေစီအင်အားစုတွေဒီတန်တရကာကိုရေးတပ်ဖွဲ့ဝင်နေတဲ့မကဒတာကြောင်းသားတက်မတော်ဟာယဉ်ယဉ်နီနီလက်တွဲပြီးတိုက်ပွဲဝင်မှာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ခဲ့တဲ့နိုင်ငံရေးအသီးတွေကျွန်တော်နားလည်ခဲ့တဲ့လူမှုစီယုံရေးအသီးတွေကျွန်တော်တို့နားလည်ခဲ့တဲ့စီရေးအသီးတွေကို ပေါင်းဆက်ဖဲလဲမယ်ကျွန်တော်တို့မျှဝေမယ်ကျွန်တော်တို့တိုက်နိုင်စလုံးကျွန်တော်တို့အားလုံးကြားမှာ ထိမ့်ညီပြီးတော့မှအားလုံးစီစီလုံးလုံးနဲ့တိုက်ပွဲဝင်နိုင်ဖို့အတွက်ကြိုးပမ်းသွားမယ်လို့ဒီနေရာကနေပြီးတော့မှပြောလိုပါတယ်။အညာဒေတာမှာတော်လည်ရေးအဖွဲ့အစည်းတွေရဲ့ပူပေါင်းမှုတွေကတော့ဘလို့ရှိနေလဲရှင့်။တစုတစည်းတည်းရှိနေပြီလို့ပြောလို့ရလားဘလို့အခြေအနေရှိနေလဲရှင့်။ဒီနေ့နေဦးတော်လည်ရေးကအဖွဲ့အစည်းတစ်ခုစုစည်းတစ်ခုကျေးရွာတစ်ခုမြို့ရွာတစ်ခုကနေပေါက်ဖွားခဲ့တာဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကိုချုပ်နှိမ့်ရမယ်ဒီမိုကရေစီလိုချင်တယ်ကျွန်တော်တို့အားလုံးဟာလူဖွဲ့စည်းဂုံတိုက်ခါရှိရှိကျွန်တော်တို့နေထိုင်ခြင်းနဲ့အညာဒေတာအညာသားတွေဖြစ်ပါတယ်ဒီလိုအခြေခံအောက်မှာကျွန်တော်တို့တွေအားစစ်အာဏာရှင်စနစ်ကိုရရပုံကံတော်လှန်ခဲ့ရတဲ့အတွေ့ပုံစံမျိုးစုံနဲ့စုဖွဲ့တော်လှန်ခဲ့ကြတာဖြစ်ပါတယ်စနစ်ပညာမှာကျွန်တော်တို့တွေအားနေခဲ့တာမှန်မိမယ် ဒီအဆူစည်းတွေဟာ နေရာတိုင်းမှာပေါ်ပေါက်လာတော့ဒီအဆူစည်းတွေတရားထဲမှာညှိနှိုင်းမှုတွေပေါင်းဆက်မှုတွေဆက်ဆက်မှုတွေကတော့လိုအပ်နေစေဖြစ်ပါတယ်။ဒါစက်ထဲမှာပဲဒီအဆူစည်းပေါင်းဆက်မှုတွေအတွေ့လုံလောက်တဲ့ဥဆောင်မှုတွေစုပေါင်းပေါင်းဆောင်မှုတွေလည်းလိုအပ်နေစေဖြစ်ပါတယ်။သို့တော်လည်းပဲ၃နှစ်ကျော်၄နှစ်တွင်ဝင်လာပြီးဖြစ်တဲ့ຫນွေဥတော်လာရေးမှာတစုတဖွဲ့တဲ့တဘောတမင်းလုံးလုံးမရဘူးဆိုတာအားလုံးနားလည်လက်ခံလို့ တဖြည်းဖြည်းနဲ့လက်ခံလာကြပြီလို့ကျွန်တော်ယူဆတယ်။ NUG မြို့သားညီညွတ်ရေးအစိုးရဆိုတာဒီနေ့နေဟုတော်လန်ရေးမှာပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။အဓိကအခန်းကဏ္ဍကနေကြာနာချင်းစနစ်ကိုတော်လန်နေတဲ့အစုအစည်းကြီးတစ်ခုဖြစ်တယ်။ဒါတော့ NUG မှာတာဝန်ကြီးမားပါတယ်။နိုင်ငံရေးအဖြစ်၊စီရေးအဖြစ်၊ပြည်သူလူထုအတွက်စီမံခန့်ခွဲမှုတွေပြည်သူလူထုအတွက် ကျိုးပြုတဲ့လုပ်ငန်းတွေဒါတွေအလုံးအပေါ်မှာလူတို့ကာကွယ်ရေးနဲ့အတူကျွန်တော်တို့ NGO အစိုးရကကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေကြရတာဖြစ်ဒီတော့ NGO အစိုးရကဒီလိုစကိုင်းဒေတာကိုအခြေပြုမယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာတနည်းအားပထမဆုံးပြောချင်တာကတော့ကျူဆိုရမှာဖြစ် NGO အစိုးရကတတိုင်းတတိုင်းပြည်လုံးတနည်းအားဖြင့်ပြောရင်ကျွန်တော်တို့တိုင်းဒေတာကြီးတွေမှာရှိတဲ့ မြေပြန့်ဒီသားတွေမှာရှိတဲ့ကျွန်တော်တို့အင်အားစုအားလုံးပြည်သူလူထုအပေါ်မှာလွှမ်းခြုံစဉ်းစားပြီးတော့မှအလုပ်လုပ်ရမယ်အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်လို့ဒီဒီသားမှာရောက်လာမယ်ဆိုရင်အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင်ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကိုလည်းလက်တွေ့ကြားကြားလုပ်နိုင်ရမှာဖြစ်တယ်လက်တွေ့ကြားကြားအခြားသောကျွန်တော်တို့ဒေသန္တရအဖွဲ့အစည်းနဲ့အတူဆက်ဆက်ညှိနှိုင်း ပူပေါင်းပြီးတဲ့ခါကြတော့မှအထောက်အကူလည်းပြုတ်လိုက်ရမယ်လက်တွေ့လည်းလက်တွဲအလုံးလုံးနိုင်တဲ့အစီအမံတွေရှိဖို့လိုတယ်လို့ကျွန်တော်ယူဆပါတယ်တနည်းအားဖြင့်ပြောရရင်မျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့အားနဲ့အညီအလုံးကိုစူးစီးညီညွတ်နိုင်တဲ့နိုင်ငံရေးအမြင်တွေလေးနောက်တစ်ခုကတော့နိုင်ငံရေးအတွေးခေါ်တွေနိုင်ငံရေးစီယုံမှုတွေကိုလည်းပြည့်ပြည့်ဝဝနဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်မြင်တာကတော့မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒါတွေဟာလုံသိလုံထိုက်တဲ့အလုံးတစ်ခုလို့ပဲကျွန်တော်မြင်ပါတယ်စစ်ကောက်စီကလုံမဲ့ဒီရွေးကောက်ပွဲနဲ့လက်ရှိတိုင်းသားတွေနဲ့တွေးဆဆွေးနွေးမှုတွေအပေါ်မှာရောဘယ်လိုမြင်လဲရှင့်ရှင်းရှင်းပြောရရင်ဒီနေ့စစ်ကောက်စီလုံမဲ့ရွေးကောက်ပွဲဖြစ်စေစစ်ကောက်စီလုံမဲ့တွေးဆဆွေးနွေးရဲဖြစ်စေဒီနှစ်ခုစလုံးဟာကျွန်တော်လိုချင်တဲ့ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်တော်စုကိုတည်ဆောက်နိုင်မဲ့ဒီမတ်ချက်တွေကို ရောက်မဲ့ရက်လက်တွေကိုဖော်ဆောင်နိုင်မှာမဟုတ်ဘူးအဒီရွေးကောက်ပွဲရောဒီတွဲဆုံဆွေးနွေးပွဲဆိုတာကခုကျွန်တော်တို့ပြောင်းလဲအောင်လုပ်နေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပဲပြန်သွားမဲ့အခင်းချင်းအခင်းချင်းတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဒေါ်လာကြီးကျွန်တော်တို့ဒီနေ့လုပ်နေကြတယ်ဆိုတာကစနစ်ဟောင်းတစ်ခုကိုပြန်သွားဖို့မဟုတ်ဘူး စနစ်သက်တစ်ခုကိုတည်ဆောက်ဖို့ဖြစ်တယ်။ပြီးတော့ရွေးကောက်ပွဲကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်မှာတွဲဆောင်ဆွေးနွေးပွဲဆိုတာကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်မယ်ဆိုတာဟာကျွန်တော်တို့အတွေ့ဘာမှမျှော်လင့်စရာမရှိဘူးဒီငခုစလုံးကိုကျွန်တော်တို့မကတတအကြောင်းသားတတ်မတော်အနေနဲ့ဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းနေတနည်းအားဖြင့်တော့ရရင်ဒီနေ့တိုက်ပွဲဟာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကို ရောက်အောင်ပြန်သွားမဲ့ရွက်ောက်ပွဲဖြစ်စေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပေါ်ပေါက်လာခဲ့တဲ့ NCA အပါအဝင်တွဲဆုံဆွေးနွေးမှုကိုဖြစ်စေကျွန်တော်တို့တွေအနေနဲ့နောက်ပြန်လှည့်ဖို့ဆိုတာကတော့မရှိတော့ဘူးလို့ယူဆပါတယ်ဒီယူဆချက်ကလည်းကျွန်တော်တို့ဖွဲ့စည်းတဲ့အတူဒီနေ့တိုင်းရင်းသားဖွဲ့စည်းတွေဒီနေ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကြားထဲမှာဒီအမြင်ကိုရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်နေပြီလို့ယူဆပါတယ်။ဒါကြောင့်မို့ဒီနေ့အလုတ်ဟာဒီငကူစလုံးကိုဆန့်ကျင်မယ်။ဒီနေ့အလုတ်ကစစ်အာဏာရှင်စနစ်ကိုမြမနိုင်ငံရေးကနေပြီးတော့မှဖယ်ရှားရေးအလုတ်ဟာဒီနေ့ကျွန်တော်တို့အားလုံးရဲ့တာဝန်လို့ယူဆပါတယ်။နိုင်ငံရေးပြဿနာကိုကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေအားလုံးကဝိုင်းဝန်းဖြေရှင်းရမယ်ဆိုတာသိကြတယ်။ ဒါပေမဲ့နိုင်ငံရေးပြဿနာကိုစစ်တပ်ကဥဆောင်ပြီးဖြေရှင်းမဲ့အခင်းချင်းကတော့မမာပြီးတမိုင်းမှာရက်တန့်သိနေပြီလို့ကျွန်တော်ယူဆပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။